ကိုတမင်းကိုစားပြီးကိုအလုတ်ကိုလှောက်ကြဖို့တတိပီးစကားပြောလိုက်တဲ့အေဂျင့်မောင်ရန်ကုန်ဆယ်လီနျူးပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင်အေဂျင့်မောင်ကတော့လက်တနောမှာမှပူပူနွေးနွေးအကယ်ဒမီစုကြီးပိုင်ဆိုင်ထားတဲ့အမှုပညာရှင်တအုပ်ပါတရုတ်ဆောင်တက်တန်းကြာမြင့်နေတာဖြစ်တယ်လို့အေဂျင့်မောင်ရင်ဆက်လန်းဒီမှာပါဝင်နိုင်တဲ့ character တွေကလည်းတကယ့်ကိုပြည်ပြန်တာကြောင့်2024ခုနှစ်မှာပရိသတ်တွေထင်မှတ်ထားတယ်လို့အေဂျင့်မောင်ကအကောင်ဆုံးအမျိုးသားဆပ်ပိုးစုကိုရရှိပိုင်ဆိုင်ထားတာပါအေဂျင့်မောင်ကိုပရိသတ်တွေကဆက်လန်းတွဲတွေနဲ့ ရှိလာတာကြာမြင့်ခဲ့ပြီးဖြစ်ပြီးအခုချိန်မှာဆိုရင်တော့ရုပ်ရှင်ဇာတ်ကားကြီးတွေဇာတ်တိုင်ဆိုတဲ့လိုရိုက်ကူးခွင့်ရရှိနေတာဖြစ်ပါတယ်။နောက်ပြီးအကယ်ဒမီရရှိပြီးသွားတဲ့နောက်ပိုင်းမှာတော့အေဂျင့်မောင်နဲ့ပတ်သက်တဲ့သတင်းတချို့ထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့အကယ်ဒမီရပြီးရင်နောက်ပိုင်းမှာအေဂျင့်မောင်ကအမှုပညာကြီးတွေမြင့်တက်သွားတယ်ဆိုတဲ့အကြောင်းရင်းနောက်ပြီးအေဂျင့်မောင်ကမာနကြီးသွားတယ်ဆိုတဲ့အကြောင်းတွေရဲပါပရိသတ်တွေကတော့အေဂျင့်မောင်ကိုမာနကြီးရဲ့လို့မခံယူထားပါဘူး။အေဂျင့်မောင်ကငကိုယ်ကအနေအေးရဲ့လို့ပဲခံယူထားတာပါ။အေဂျင့်မောင်ကိုယ်တိုင်ကလည်းကျွန်တော်ကမာနကြီးတာတော့မဟုတ် ပါဘူးဒါပေမဲ့စကားဆိုရင်ကျွန်တော်ကငိုကလေးကစကားရိအများကြီးပြောတတ်တဲ့သူမဟုတ်ဘူးအလုပ်ကိုပဲအကောင်းဆုံးဖြစ်အောင်လုပ်တတ်တဲ့သူဖြစ်တယ်မာနလည်းကြီးစရာအကြောင်းမရှိပါဘူးအကယ်ဒမီဆိုတာကတော့ပရိသတ်တွေအတိမတ်ပြုပေးလိုက်တဲ့အရာလေးတစ်ခုပဲဖြစ်ပါတယ်အမှုပညာလုံးလုပ်ဖို့ပို့ပြီးတော့အားရှိစေတဲ့အရာပဲတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီအတွက်တော့တီးတန့်ကြီးမာနကြီးစရာအကြောင်းမရှိပါဘူးလို့ပြောခဲ့ပါတယ်ထပ်ပြီးတော့မကြသေးခင်ကမှအေဂျင့်မောင်ကပရိသတ်တွေကိုကိုထမင်းကိုစားပြီးကိုအလုပ်ကိုလုပ်ကြပါလို့တတိပီစကားလေးပြောဆိုလိုက်ပါသေးတယ်အဲ့ဒါကတော့အေဂျင့်မောင် ဲ့ပတ်သက်တဲ့ relationship အကြောင်းပဲဖြစ်ပါတယ်။ပရိသတ်တော်တော်များများကအေဂျင့်မောင်ကိုမေးမြန်းမှုနဲ့ချစ်ကြိုက်စီခြင်းကြတာဖြစ်ပြီးမေးမြန်းမှုနဲ့အေဂျင့်မောင်ကတိတ်တခိုးလေးချစ်သူရင်းစားတွေဖြစ်နေကြတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေကြတာဖြစ်ပါတယ်။ဒီလိုသတင်းတွေထွက်ပေါ်နေတဲ့အတွက်တချို့သောပရိသတ်တွေကလည်းအေဂျင့်မောင်ဘက်ကနေမေးမြန်းမှုနဲ့သဘောမတူတဲ့ပရိသတ်တွေရှိသလိုအေဂျင့်မောင်နဲ့မေးမြန်းမှုကိုတကယ်ကိုပဲချစ်သူရင်းစားတွေဖြစ်စေခြင်းနဲ့ဆိုတဲ့ပရိသတ်တွေကလည်းအများကြီးရှိပါတယ်။ဒါပေမဲ့လက်တလုံးမှာတော့အေဂျင့်မောင်နဲ့အမျိုးသမီးတစ်ယောက်ရဲ့တက်ပုံကဆိုရှယ်မီဒီယာမှာပြန့်နှံ့လာပါတယ်။ အေဂျန့်မောင်နဲ့ကောင်မလေးတယောက်တွေ့ဆုံနေတဲ့တပ်ပုံဖြစ်ပြီးအဲ့ဒီတပ်ပုံပိုင်ရှင်ကအေဂျန့်မောင်ရဲ့ချစ်သူဖြစ်တယ်ဆိုတဲ့သတင်းတွေပါနောက်ဆက်တွဲပေါ်ပေါက်လာတာဖြစ်ပါတယ်။ဒီလိုသတင်းတွေနဲ့ပတ်သက်ပြီးတော့အေဂျန့်မောင်ကတော့သူ့ရဲ့ဆိုရှယ်မီဒီယာမှာကျွန်တော်ကလက်ရှိအချိန်ထိဆင်ခဲ့ပါပဲဆိုပြီးတော့ post ကြီးသာတင်ပြလာခဲ့ပါတယ်။သူ့အနေနဲ့အခုလိုမျိုးကျွန်တော်ရဲ့အကောင့်မှာကျွန်တော်ရဲ့ကိုကြီးကိုရာနဲ့ပတ်သက်ပြီးရေးသားလည်းမရှိပါဘူး။ဒါပေမဲ့အခုလိုရေးလိုက်ရတယ်ဆိုတာကလည်းတစ်ဖက်မိန်ကလေးကိုအာဏာလိုပါကျွန်တော်တို့ကတကယ်တွင်းနေကြတာမျိုးလည်းမရှိပါဘူး။ကျွန်တော်မှချစ်သူကြီးစားလည်းမရှိပါဘူး။လက်ရှိအချိန်ထိဆ င်ခဲ့ပါပဲအခုလိုမျိုးမတိပဲနဲ့တချို့တွေကမဟုတ်တမ်းရရေးတာပြောတာတွေကတော့မကောင်းဘူးပေါ့တဖက်မင်းကလေးမှာချစ်သူကြီးစာ relationship ရှိနေရဆိုလို့ရှိရင်တော်တော်လေးအားနာဖို့ကောင်းတယ်သူတို့တွေရဲ့ RSD ကျွန်တော်တို့ကြောင့်မလို့အဆင်မပြေရမျိုးတွေဖြစ်သွားနိုင်တာမျိုးတွေရှိတယ်ဒါကြောင့်မလို့ပရိသတ်တွေအနေနဲ့ဒါကြောင့်မလို့ပရိသတ်တွေအနေနဲ့မတိပဲနဲ့မဝေဖန်ကြပါနဲ့ကိုထမင်းကိုစားပြီးကိုလုတ်ကိုပဲလုတ်ကြပါကျွန်တော်အနေနဲ့ချစ်သူကြီးစာရှိလာတယ်ဆိုလို့ရှိရင်လည်းတည်ယဝင်ချပြသွားမှာဖြစ်ပါတယ်လို့အေဂျင်မောင်ကပုံပွင့်လင်းလင်းပြောလာပါတယ်ပရိသတ်ကြီးရောအေဂျင်မောင်ကတကယ်ပဲလက်ရှိအချိန်ထိ single ုဖြစ်နေရလို့ထင်လားဗီဒီယိုအကကွန်မန့်လေးမှာရှင်းသွားပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများတင်ပါတယ်